ားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Last Talk News Channel ကနေကြိုဆိုပါရစေ။ငလင်ကျောဘော်ကနေပြည်တော်တိဆောက်ပုံကို ပြန်လည်ဆန်းစစ်တော့မယ်စစ်ကောင်းဆောင်။ငလင်ကျောကိုဖင်ခုထိုင်ထားမှမသိပဲမြန်မာနိုင်ငံရဲ့ဒုတိယမြောက်အာဏာသိမ်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးတန်းရွှေကနေပြည်တော်ကိုတိဆောက်ခဲ့ပါတယ်။လက်ရှိနေပြည်တော်မှာ၎င်းအပြင်ကြီးငါးကြီးနဲ့လက်ရှိစစ်ကောင်းဆောင်တို့ရှိနေတဲ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုလည်းရှုံ့နောင်ထားပါတယ်။ လွန်ခဲ့တဲ့နှစ်20ခန်းကတိဆောက်ခဲ့တဲ့စစ်အာဏာရှင်တွေအခြေစိုက်ရာ နေပြည်တော်ရဲ့တိဆောက်ပုံကိုပြန်လည်ဆန်းစစ်ဖို့လက်ရှိစစ်ကောင်းဆောင်မင်းအောင်လိုင်ကပြောကြားလိုက်ပြီးဖြစ်ပါတယ်။ငလင်ကျောပေါ်မှာတည်ရှိနေတဲ့နေပြည်တော်ရှိအဆောက်အုံတွေကို နေရာပြောင်းဖို့အပါဝင်မြို့အကွက်ရှပုံစံကို ပြန်လည်တွက်ချက်ရေးဆွဲသွားမယ်လို့မနေ့ဧပြီ18ရက်ကစစ်ကောင်စီပြည်တော်စုအစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းစည်းဝေးအတွင်းစစ်ကောင်စာပို့ချုပ်မှုကြီးကထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ်။ တော့ချက်လို့ရတဲ့ငလင်ကြောပေါ်မှာတည်ရှိနေတယ်။အဆောက်အုံတွေကိုပြောင်းရွှေ့နေရာချထားရေးအတွက်ဆောင်ရွက်သွားဖို့လိုတယ်။နေပြည်တော်ရဲ့မြို့အကွက်ချမှုပုံစံကိုလည်းပြန်လည်တွက်ချက်ရေးဆွဲသွားဖို့စီစဉ်နေတယ်။ငလင်မကြာခဏလောက်ခက်လေးရှိတဲ့နိုင်ငံတွေမှာအဆောက်အုံတွေတိစောက်ထားရှိမှုကိုနမူနာယူကတိစောက်ဖို့မိမိတို့နိုင်ငံမှာလောက်ခက်ခဲ့တဲ့ငလင်ကြောနေရာတွေကို စနစ်တကျတုတေသနပြုလုပ်ဖို့လိုအပ်တယ်လို့စစ်ကောင်ဆောင်ကအမိတ်မေးပြောကြားသွားပါတယ်။ ဘလို့ပြန်လဲလှုပ်ဆောင်မလဲဆိုတဲ့အသေးစိတ်ကိုတော့စစ်ကောင်စာမင်းအောင်လန်းကထဲ့သွင်းပြောကြားသွားတာမျိုးတော့မရှိခဲ့ပါဘူးဆက်လက်ပြီးနေပြည်တော်ရှိအစိုးရအဆောက်အအုံတွေဟာဖို့မြေပေါ်မှာတိဆောက်ထားတာဖြစ်တဲ့အတွက်ငလင်တန်ကြောင့်ပုံမထိခိုက်ပျက်စီးတာကိုတွေ့မြင်ရတယ်လို့သူတွေ့ရှိချက်ကိုသူ့ဩဇာခံတွေကိုပြောပါတယ် ဒါကြောင့်ရုံအဆောက်အုံတွေပြန်လည်တိဆောက်ရမှာမြေစမ်းတက်မှုစိုးတက်တွေဆောင်ရွက်ပြီးမှအသစ်တိဆောက်တာနဲ့ပြုပြင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ရမယ်လို့စစ်ကောင်စာမင်းအောင်လိုင်ကတူလအောက်ခံတွေကိုမှာသွားပါတယ်။တပန်းနေပြည်တော်ကဝန်ထမ်းအင်အားတွေကို Richter scale ရှစ်ထိခန်းနိုင်တဲ့အဆောက်အုံတွေအဖြစ်ပြန်လည်တိဆောက်ဖို့ကိုလည်းပြောသွားပါသေးတယ်။နေပြည်တော်ကိုရှုံမြောင်းတွေအတွင်းတိဆောက်ထားတာဖြစ်တဲ့အတွက် ဖို့မြည်တွေနဲ့အဆောက်အုံတွေကိုစောက်လုပ်ထားရတာဖြစ်တယ်လို့နေပြည်တော်မှာဝန်ထမ်းအဖြစ်နှစ်ရှည်လောက်ကန်ခဲ့ဖူးသူတွေကပြောပါတယ်ကျွန်တော်တို့ရောက်ပြီးမှအဆောက်အုံတော်တော်များများစောက်ကြတာမျက်မြင်အရဆိုရင် နေပြည်တော်အဆောက်အုံတွေဝန်ထမ်းအင်အားတွေနဲ့အဆောက်အုံတွေတော်တော်များများကမြေဖို့ပြီးမှစောက်ခဲ့ရတာစောက်ပြီးတိတ်မကြဘူးအကြောင်းတွေထလာတော့တာပဲလို့ဝန်ထမ်းဟောင်းတူကပြောပါတယ်ဒါကြောင့် အင်အားပြင်းကလင်တန်းကိုနေပြီးတော့နေမြင့်အတွင်းနေထိုင်သူများအလူးလဲခန်းစားခဲ့ကြရတယ်လို့အဲဒီကအတိုင်းဝိုင်းထံမှာသိရပါဗျ။ဒါပေမဲ့တည်င်းထိန်ချန်ထားမှုတွေချိန်ချပြီးပြောဆိုခွင့်ပိတ်ပင်ထားမှုတွေရှိနေတယ်လို့လည်းသိရပါဗျ။လက်ရှိနေပြီးတော့မှာမြေလွတ်မြေရိုင်းတွေအပြင်အကွက်ရိုက်ထားပေမဲ့အဆောက်အအုံမရှိတဲ့မြေလွတ်အများအပြားကြန့်ရှိနေစေဖြစ်တဲ့အတွက်စစ်ကောင်းဆောင်ရဲ့အကွက်ပြန်ရိုက်မယ်ဆိုတာဖြစ်နိုင်တယ်လို့နေပြည်တော်မှာအနေကြာနေသူတွေကတုံ့တက်ပြောကြားကြပါဗျ။ နေပြည်တော်ကိုလွန်ခဲ့တဲ့နှစ်20ကာလဖြစ်တဲ့2005ခုနှစ်နိုဝင်ဘာလ6ရက်နေ့မှာ ပါဠိနမည်တွေတက်ထားတဲ့မြို့ရှိမြို့နဲ့အတူအပြည်တက်တိစောက်ခဲ့တာဖြစ်ပါတယ်။အခုတော့မြန်မာနိုင်ငံကိုနှစ်30နီးပါးစစ်အုပ်ချုပ်ရေးစနစ်နဲ့ဥဆောင်အုပ်ချုပ်ခဲ့တဲ့စစ်အာဏာရှင်ကြီးတန်းရွှေရဲ့နှစ်20နီးပါးတက်တန်းရှိနေပြည်တော်ကိုညီတော်မင်းအောင်လှိုင်ကပြန်လည်ဆန်းစစ်တော့မှာဖြစ်ပါတယ်။ ဒါအပြင်မနေ့ကစီဝေးထဲမှာငလင်တန်တင့်အဆောက်အုံတွေအလိုက်ထောက်ပံ့ကြေးတွေပေးတော့မယ်အကြောင်းကျောင်းတွေ စေယုံတွေကိုအမြန်ဆုံးတည်ဆောက်ပေးဖို့ဝန်ထမ်းယာယီဆောင်တွေကိုနှကန်းတွဲအဖြစ်တည်ဆောက်ပေးပြီးရေမီးလုံလုံလောက်လောက်ရအောင် လုပ်ပေးဖို့ကာရထားလမ်းနဲ့တံတားတွေကိုစနစ်တကျစစ်ဆေးပြီးအသေးစိတ်ပြုပြင်သွားဖို့စာသားတွေနဲ့ပတ်သက်ပြီးစစ်ကောင်းဆောင်က သူ့လက်အောက်ခံတွေကို ရှင်းရှင်းဝေအောင် အမိန်ပေးသွားပါတယ် ဒါအပြင်ဧပြီလ18ရက်နေ့ကထိုင်းနိုင်ငံဘန်ကောက်မြို့မှာမလေးရှားဝန်ကြီးချုပ်လည်းဖြစ်လက်ရှိအာဆီယံအလဲကြားဥက္ကဋ္ဌလည်းဖြစ်တဲ့ Mr. Anwar Ibrahim နဲ့တွားရောက်တွေ့ဆုံခဲ့ချိန်ငလင်းတန်းပြန်လည်ထူထောင်ရေးမှာအာဆီယံအဖွဲ့အစည်းနဲ့ကူညီဆောင်ရွက်ပေးမယ့်အကြောင်းပြောခဲ့တဲ့အကြောင်းစစ်ကောင်ဆောင်ကပြောခဲ့ပါသေးတယ်။သတင်းလေးရတော့ဒီလောက်ပါပဲရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ မြန်မာပြည်သူပြည်သားအားလုံးမင်းဆုံးမင်းညစ်ပေးတဘာဝပေးစစ်ပေးတို့ကလည်းအမြန်ဆုံးလွတ်ကင်းကြပါစေရှင်ကျမအမြင့်ပါ